င်္ဂလာပါ Zero Rate Blue Lesson မှာတော့ကန့်တက်ရှိအဆူများကန့်တက်မဲ့အဆူများပြီးတော့ဗလာအဆူပြီးတော့စัจ java လာအဆူဆိုပြီးတော့အဆူ၄မျိုးအကြောင်းကို Zero Rate လေ့လာကြည့်မှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင် Zero Rate ပထမဆုံးအဆူတစ်မျိုးကကန့်တက်ရှိအဆူများဖြစ်ပါတယ်ကန့်တက်ရှိအဆူများဆိုတာက အကန့်အတန့်နဲ့တိတိကျကျတက်တက်မမရှိတာကို ပြောတာဖြစ်ပါတယ် သူ့ကိုအသေးပဲသမတ်ချက်ဘလို့ဖွင့်ထားတယ်လဲဆိုတော့အစူးဝင်အရည်အတွက်ကိုတဲ့ elements အစူးဝင်နေပေါ့နော်ဒီအစုဝင်အရေးအတွက်တွေကို အပြေကိန်းတစ်ခုဖြင့်ဖော်ပြနိုင်လျင်ထိုအစုကိုကန်တက်ရှိအစုအင်္ဂလိပ်လို finite self ဟုခေါ်ပါသည်တဲ့ဆိုလိုချင်တာကဘာလဲဆိုတော့အကန့်အသတ်နဲ့ရှိနေတယ်ဆိုလို့ရှိရင်ဒါကိုကန်တက်ရှိအစု finite self လို့ခေါ်ပါတယ်ဥပမာလေးကြည့်လိုက်မယ်ဆိုရင်ပို့ပြီးရှင်းသွားလိမ့်မယ်ဆိုကြပါစို့ ဒီမှာဆိုလို့ရှိရင်အစုတစ်ခုအစုဝင်နေရာဆိုလို့ရှိရင်2 4 6 8 10 dataRow ဆိုလို့ရှိရင်ဒါအကန့်အသတ်နေပဲဆိုလိုချင်တာကနောက်မှာအပြောက်ကလေး၃ပြောက်အစားရှိတဲ့ဖြင့်ဆိုပြီးတော့မရေမတွက်နိုင်အောင် ရှိတာမျိုးမဟုတ်ဘူးနော်သူကနေပြီးတော့ဒါပါလဲဆိုတော့ကြတော့ထန့်တီပဲဒါအကန့်အသတ်နေပဲဒါမျိုးကိုကန့်သက်ရှိအစုလို့ခေါ်ပါတယ် အောက်ကဥပမာဆိုရင်ပိုးပြီးတော့ရှင်သေးတယ်90အောက်ငယ်တော့ဖောဤဇာတို့ကိမြအစုတဲ့90အောက်လည်းငယ်ရမယ်ဖောရဲ့ဇာတို့ကိလည်းဖြစ်ရမယ်ဆိုတော့လေးအလီဆိုကြည့်လိုက်၈ရဲ့နောက်ပြီးတော့ကျတော့၁၂ရဲ့၁၆20 24 28 32 36စသဖြင့်ပေါ့နော်90အောက်ထီဟာဆိုလို့ရှိရင်ဖော့ရဲ့ဇာတုကိန်းကြီးဟာဆိုလို့ရှိရင်ဒါဟာပါလဲဆိုတော့90အောက်လို့ အကန့်အသတ်နဲ့ပြီးထတာဖြစ်တဲ့အတော့ဒါမျိုးကိုကန့်သက်ရှိအဆူလို့ခေါ်ပါတယ်ဖိုင်နိုင်ဆက်လို့ခေါ်ပါတယ်တနည်းအားဖြင့်ပြောရရင်တော့ဟောရီနောက်မှာအဆက်ကလေး30မပါဘူးဆိုရင်ဒါဟာကန့်သက်ရှိအဆူဖြစ်ပါတယ်နောက်တမျိုးကကြတော့ကန့်သက်မဲ့အဆူများကန့်သက်မဲ့အဆူဆိုတာကအကန့်အသတ်မရှိဘူးအဆူတစ်ခုမှာဆိုလို့ရှိရင်၎င်း၏အဆူဝင် အရေးအတွက်ဒီဟာ အကန့်အသတ်မရှိဘဲနဲ့များနေတယ်ဆိုလို့ရှိရင်ထိုအစုကိုကန့်သက်မဲ့အစုအင်ဖိုင်းနိုင်ဆက်ဟုခေါ်ပါသည်ကန့်သက်ရှိအစုကိုကြတော့ဖိုင်းနိုင်ဆက်လို့ခေါ်တယ်ကန့်သက်မဲ့အစု မရေမတွက်နိုင်အောင် များနေတယ်ဆိုလို့ရှိရင်အင်ဖိုင်းနိုင်ဆက်လို့ခေါ်ပါတယ်ဥပမာပြရမယ်ဆိုလို့ရှိရင်အခုနောက်ကလို့2,4,6 8 time အဲ့ဒီမှာတော့ကအပြောက်ကလေး၃ပြောက်ပါတယ်ဆက်ပြီးတော့30 40 60အများကြီးရှိအောင်မယ်အဲ့ဒါမျိုးကြတော့အကန့်အသတ်နဲ့ပြီးထားတာမဟုတ်ဘူးအများကြီးရှိတယ်ဒါကိုကန့်သတ်မယ်အစုလို့ခေါ်ပါတယ်နောက်ဂိမ်းပြများအစုတဲ့နော်ဂိမ်းပြဂိမ်းပြဆိုမှာတော့ဘာတွေပါမလဲဆိုတော့ကြတော့မိမတွက်နိုင်အောင်ရှိမယ်လीနော်မိမတွက်နိုင်အောင်ရှိလीအများဆိုမှာအများကြီးအဲ့တော့ကန့်သတ်မထားဘူးကန့်သတ်မထားတဲ့အတွက် ီမှာဆိုလို့ရှိရင်1 2 3 4 5 6 7 8 9တဲ့အများကြီးရှိလေအောင်မယ်နော်မရေမတွက်နိုင်အောင်ကြီးလို့ရတယ်ဒါမျိုးကကြတော့ကန့်တတ်မဲ့အစုလို့ခေါ်ပါတယ်အင်္ဂလိပ်လို့ infinite set လို့ခေါ်ပါတယ်ဒါဆိုလို့ရှိရင်အစုနှစ်မျိုးပြီးသွားပြီနောက်တစ်မျိုးကကြတော့ပလာအစုပလာအစုကိုဆီရိုရီကတင်ဂေတာဆင်ဗယ်လီနဲ့ဟော်ဒီလိုမျိုးရေးပါတယ်ဖတ်ရင်ကြတော့ပလာအစုလို့ဖတ်ပါတယ်နော်အတန်းကြီးသွားတဲ့အခါမှာစတော့ဒါကို fine လို့ဖတ်ပါတယ် ယထာရဟုတ်ပြီဒါဆိုလို့ရှိရင်ဒီကောင်ဒီဘလာအဆုလို့ဖတ်ပါမယ်ဘလာအဆုဆိုတော့ကကျတော့ဘာမှမရှိတာကိုခေါ်တာပေါ့အဆုဝင်တစ်ခုမှမရှိဘူးမပါဝင်တဲ့အဆုကိုဘလာအဆု empty set လို့ခေါ်ပါတယ်ဥပမာပြရမယ်ဆိုလို့ရှိရင်ဖောဖြင့်စားပြီးပြတ်တော့သောရကိမြအဆုဖောနဲ့စားလို့ပြတ်တယ်ဆိုတော့ဖောနဲ့စားလို့ပြတ်မှာတော့8တို့နောက်ပြီးတော့7 12တို့60တို့20တို့ဒါတွေပဲရှိလိမ့်မယ် တောရဂိမ်းဆိုတာကစားလို့မရဘူးကို2တို့3တို့5တို့7တို့11တို့30တို့ဒါတွေကိုပြောတာနော်ဒါတွေကိုပြောတာ4နဲ့စားလို့ပြတ်တဲ့ဟာရဲ့လို့မရှိဘူးလေမရှိဘူးဆိုမှတော့ဗလာပေါ့ဒါကြောင့်မလို့ဗလာအစုပဲနောက်6နဲ့5ကြားရှိ4နဲ့5ကြားရှိတော့တဘာဝဂိမ်းများအစု တဘာဝကိန်းဆိုတာ1 2 3 4 5 6 7 8 9 10 4နဲ့5ရဲ့ကြားထဲမှာဘာမှမှမရှိဘူးဘာမှမှမရှိရင်ဘလာအစုအဲ့ဒါကို0တွေက empty set လို့ခေါ်ပါတယ်နောက်ဆုံးတမျိုးကကျတော့စัจ java လာအစု s နဲ့သတ်မှတ်ပါတယ်စัจ java လာအစုဆိုတာကကျတော့သူကအားလုံးကိုခြုံပြီးတော့ဆွေးနွေးချက်တစ်ခုတနည်းအားဖြင့်ပြောရရင် အခြေအနေတစ်ခုမှာပေါ့နော်ဘာဝင်တဲ့အစုဝင်တွေအားလုံးရဲ့ အစုကိုစကြဝဠာအစုအင်္ဂလိပ်လို universe ဆက်လို့ခေါ်ပါတယ်တင်ဂိတ S အကြီးနဲ့ရေးပါတယ်ဥပမာပြရမယ်ဆိုလို့ရှိရင်ဟောဒီမှာအစု A လေးရှိမယ်2 4အစုဝင်နေကအစုဘီကကျတော့1 3 9အခုနောက်တော့ဆုံခင်အစုဘီကကျတော့ marking ဖြစ်မှာပေါ့အစုစီကကျတော့0 2 5 7နဲ့ ဒါဆိုရင်အစုတွေကကျတော့0.123456789 10အစူရီကိုကြည့်လိုက်တဲ့အခါမှာအစု A လည်းပဲပါတယ်အစု B လည်းပဲပါတယ်အစု C လည်းပဲပါတယ် အားလုံးပါဝန်နေတဲ့ဒီအစုဒီဒီအရာဒီစัจ java လာအစုလို့ခေါ်ပါတယ်။ဒါကြောင့်စัจ java လာအစုဆိုတာအစုတွေအားလုံးပါဝန်နေတဲ့ဟာမျိုးပေါ့နော်။ဒါကိုစัจ java လာအစုအင်္ဂလိပ်လို universal set လို့ခေါ်ပါတယ်။သင်္ကေတ f အကြီးနဲ့ရေးပါတယ်နော်။ဒါကပါလဲဆိုတော့ zero ရိအစု၄မျိုးရဲ့အကြောင်းဖြစ်ပါတယ်။နောက်ဗီဒီယို lesson မှာ zero ရိ legend ကလေးဆက်ပြီးတော့လုပ်ကြည့်ရအောင်။